မိတ်ဆွေညီကိုမောင်နှမများခင်ဗျာဒီကနေ့ကျွန်ုပ်နေထိုင်ရာဘော့ဖလိုမြို့နယ်မလမ်းမကမ်းမှာတည်ရှိတဲ့နိုင်ဂရာရေတခွန်ကြီးအကြောင်းကိုမိတ်ဆွေတို့နဲ့တူတကွာတွားရောက်လေ့လာကြရအောင်နော်နိုင်ဂရာမြစ်ကြီးဟာဖျားရခင်ရဲ့လေရတော့ဖြစ်ပါတယ်နိုင်ဂရာရေတခွန်ဟာနိုင်ဂရာမြစ်ပေါ်မှာတည်ရှိပြီးတော့ထူထပ်ကြီးမားတဲ့ ရေခွန်ကြီးတစ်ခုဖြစ်တည်ရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာကနေဒါနိုင်ငံ Ontario data နဲ့ American ပြည်ထောင်စု New York ပြည်နယ်တို့အကြားမှာနိုင်ငံတကာနေနမိအဖြစ်လည်းတည်ရှိနေတာဖြစ်ပါတယ်ရေခွန်ဟာ New York ပြည်နယ်ကျွန်ုပ်နေထိုင်ရာ Buffalo မြို့ရဲ့အနောက်ဖက်ခြမ်း18မိုင်အကွာမှာတည်ရှိပြီးတော့ကနေဒါနိုင်ငံကနေပြီးတော့ Ontario မြို့ရဲ့အရှိတောင်ဖက်85မိုင်127ကီလိုမီတာအကွာမှာတည်ရှိပါတယ်ဒီမြို့တွေကအမွာမြို့နှမြို့ဖြစ်ပြီးတော့ Niagara Falls မြို့ Ontario ကနေပြီးတော့ Niagara Falls မြို့ New York Buffalo ကြားမှာတည်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ Niagara ရေတခွန်ဟာ ကျောင်းငယ်များဖြင့်ခွဲခြားထားကအဓိကအစိပ်ပိုင်းနှစ်ခုတည်ရှိပါတယ်ပထမတစ်ခုမှာတော့ horse shoe မြင်းခွာရည်တခွန်ဖြစ်ပြီးတော့ကနေဒါနိုင်ငံဖက်မှာတော့အမေရိကန်နိုင်ငံဖက်မှာ American Fall ဟူ၍တည်ရှိတာဖြစ်ပါတယ်ခင်ဗျာအသေးစားရည်တခွန်လေးတွေလည်းရှိပြီးတော့သူတို့သမီးမျက်နှာဖုံးရည်တခွန် မေရိကန်မြောက်ဖက်အချမ်းမှာလဲပင်မရေတခွန်လူနာကျွန်းဖြစ်ခွဲခြားထားပါတယ်။နိုင်ဂရာရေတခွန်ဟာအလွန်အမင်းမြင့်မားခြင်းမရှိတော့လဲပဲအလွန်ကျယ်ဝန်းပါတယ်ခင်ဗျာ။ရေတခွန်အဆက်မှာမိနစ်တိုင်းမှာရေထုထဲ6တန်းခန့်စီကြလျက်ရှိနေပြီတော့ပြန်မြအဖြစ်စတူရန်ပေ၄တန်း တသိန်းတသောင်းစတူရမီတာခန့်ရှိပါတယ်မြောက်အမေရိကတွင်အင်အားအကြီးမားဆုံးရေတခွန်ဖြစ်ပါတယ်ခင်ဗျာနိုင်ဂရာရေတခွန်ဟာသူ့ရဲ့လှအလှပနဲ့ရာလျက်ဆက်အတွက်အရေးပါတော့အရင်မြစ်ဖြစ်တော့ကြောင်းထင်ရှားကြော်ကြပါတယ်ရည်ရခွန်ကိုထိမ့်ထိမ့်ဆောက်ရှောက်သူများအနေနဲ့အပန်းဖြေရေးစီးပွားရေး ကုံထုတ်လုပ်ရဲလုပ်ငန်းများကြော်ညာလုပ်ငန်းများရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးများလည်းလာရောက်ရိုက်ကူးပုံဖော်ကြပါတယ်ကျိုးပန်းရချင်းဟာလည်းစိန်ခေါ်မှုတရအပြည့်တည်ရှိပြီးတော့16ရာစုကလေးကနေပြီးတော့စတင်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့်မလို့မိတ်ဆွေနဲ့အတူကျွန်တော်ပြောချင်တဲ့အရာလေးကတော့ ဘုရားရှင်ရဲ့ဖန်ဆင်းခြင်းလက်ရာဆိုတာအင်မတန်မှတဘာဝတရားနဲ့ပတ်သက်ပြီးတော့ကျမ်းပိုင်များစွာလည်းရှိပါတယ်တဘာဝတရားဟာအံပွဲအလတရားကိုချီးမွမ်းထောပနာပြုတည်ကျမ်းပိုင်များလည်းတမာကျမ်းစာမှာတွေ့နိုင်ပါတယ်၎င်းအပြင်ဘုရားရှင်၏ဖန်ဆင်းခြင်းဟာကျွန်ုပ်တို့အနေနဲ့ကျေးဇူးတင်ခြင်းနဲ့တဘာဝတရားကို လေးစားရင် ဘုရားရှင်ကနှုတ်ကပတ်တော်ထဲမှာလည်းများစွာပေါ်ပြထားပါတယ်။ဇာဝုန်၌ဘုရားရှင်ဤကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတကယ်တော့ဇာလန်ဆရာရဲ့ကျမ်းပိုက်ထဲမှာလည်းအခန်းကြီး79အခန်းငယ်1နဲ့2မှာမိုးကောင်းကင်ဤဘုရားရှင်ဤဘုန်းတော်ကိုကြားပြော၏။ကောင်းကင်မြတ်တီသူ၏လက်တော်မှုကိုထင်ရှားစေ၏။နေ့တိုင်းနေ့တိုင်းစကားတန်ထွက်တယ်။ ညတိုင်းညတိုင်းအတိညာဉ်ကိုပေးတယ်လို့သုတ်ကပတ်တော်ကပေါ်ပြထားပါတယ်။ဇာလံ104 2425မှာလဲ။အိုးတခင်ကိုရော်ကြီးအမှုတော်ဒီမြောင်မြောင်လှပါ၏။ကိုရော်ဒီထိုအမှုအလုံးစုံတို့ကိုပညာနဲ့ပြုပြင်တော်မူ၏။မြေကြီးဒီကိုရောဤဥစ္စာနဲ့ပြည့်စုံ ထိုကြီးမာတော့ပင်လေကြီးဒီလေ တတဝအမျိုးမျိုးနဲ့ပြင်းနဲ့လျက်ရှိသည်လို့ဆာလန်စီယာကညည်သာထားပါပဲယောမခန်းကြီးတဲ့အငယ်20မှာလဲဘုရားခင်မမြင်နိုင်သောဂုံတော်နဲ့ထာဝရတကိုးတော်တို့ကိုဖန်ဆင်းခြင်းမှစ၍သူ့ရဲ့လက်တော်ဖြင့်အမှုကိုတဲ့ထင်ရှားစွာသိမြင်နိုင်ကြတယ်တဲ့ထို့ကြောင့် စင်ကျင်တော်တရားမရှိသဖြင့်ပြင်မာကြခြင်းဖြစ်ပါတယ်တဘာဝတရားကိုလည်းဘုရားခင်အားသူ့ရဲ့ဖန်ဆင်းခြင်းအပြစ်သူ့ရဲ့ဘုံအာနုတော်ဉာဏ်ပညာကိုထင်ရှားစေခြင်းဖြစ်ပါတယ်တဘာဝတရားရဲ့အလှတရားများသည်ဖျားရခင်ကြီးကျေးဇူးတော်နဲ့ဖန်ဆင်းခြင်းအားကျေးဇူးတင်ခြင်းကိုတည်ပြီးနေခြင်းဖြစ်ပါတယ်ကျွန်ုပ်တို့တဘာဝတရားရဲ့ အံဖွယ်အလှတရားများကိုကြည်ရှုခြင်းပြေဘုရားသခင်၏ကြီးမြတ်ခြင်းကိုသိမြင်နိုင်ပါれမိတ်ဆွေထို့ကြောင့်ကျွန်တော်အနေနဲ့ဂျေဇူးတင်ထိုက်ပါれဘုရားသခင်ဤကျွန်ုပ်တို့အတွက်ဤလှပတော်ကဘာကြီးကိုဖန်ဆင်းပေးထားပါれကျွန်ုပ်တို့ဒီသူ့ရဲ့ဂျေဇူးတော်ကိုသတိရပြီးတော့နေစင်းနဲ့မြအကုန်တော်ချီးမွမ်းခြင်းသူ့ရဲ့ဖန်ဆင်းခြင်းကိုကျွန်တော်တို့လေးစားရပါမယ် ဒုနီတမကပဲနဲ့တဘာဝတရားကိုလည်းထိမ့်သိမ့်တတ်ရပါမယ်။ဘုရားခင်ကကျွန်ုပ်တို့ကတဘာဝတရားကိုစောက်ရှောက်ရန်အာဓမ္မစာ၍တာဝန်ပေးထားပါပြီ။ကျွန်ုပ်တို့ဒီတဘာဝပဝန်ခြင်းကိုလည်းထိမ့်သိမ့်စောက်ရှောက်ရန်တာဝန်ရှိတော်သူများဖြစ်ပါတယ်။ဘုရားခင်ကြီးမြတ်မှုကိုလည်းကျွန်ုပ်တို့ချီးမွမ်းရမယ်။ ဒီအလှတရားများကိုကြည့်ရှုခြင်းအဖြစ်ဖျားခင်ရဲ့ကြီးမြတ်ခြင်းကိုမိတ်ဆွေနဲ့ကျွန်တော်ချီးမွမ်းရမယ်သူ့ရဲ့ φαν စင်ခြင်းဟာကျွန်ုပ်တို့ဟာသူ့ရဲ့ချစ်ခြင်းမေတ္တာကိုပြသနေတယ်ဆိုတော့ကိုပေါ်ပြထားပါတယ်ဒါကြောင့်မလို့မိတ်ဆွေဖျားခင်ဟာသူ့ရဲ့ φαν စင်ခြင်းအဖြစ်ကျွန်ုပ်တို့ဟာသူ့ရဲ့ ချက်ချင်းမြတ်တာနဲ့ဉာဏ်ပညာကို ပြသထားပါတယ်ကျွန်ုပ်တို့ဒီတဘာဝတရားဤအလှကိုကျေးဇူးတင်ခြင်းဖြင့်ဘုရားခင်ကို ချီးမွမ်းရပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်တို့နေ့လည်းမကဘဲနဲ့အခုကျွန်တော်တို့မြင်နေရတဲ့မျှော်စင်ကြီးကတော့ဒီအမေရိကန်နိုင်ငံဖက်နဲ့ ကနေဒါနိုင်ငံဖက်ကြားမှာတည်ရှိပြီးတော့ကနေဒါနိုင်ငံဖက်ကနေပြီးတော့ DJ တခွန်ကိုကြည့်တဲ့အချိန်မှာအင်မတန်မှပို၍ပို၍လှပပါတယ်ကနေဒါနိုင်ငံဖက်မှာတော့ကလေးတငယ်မများအတွက်ပျော်စရာလေပတ်စရာမြောက်များစွာကိုဖန်ဆင်းထားပါတယ်ဒီအချမ်းကတော့ကနေဒါနိုင်ငံအဖက်ချမ်းဖြစ်ပါတယ်ဒါကြောင့်မလို့တငယ်ချင်းမိတ်ဆွေမောင်နှမများခင်ဗျာ ပြီးဟိုဖက်ချမ်းကကျွန်တော်တို့မြင်နေရတဲ့အရာကတော့ကနေဒါနိုင်ငံမဟုတ်တော့ပဲ USA ဖက်ချမ်းက fall ဖြစ်ပါတယ်ကျွန်တော်တို့လာရောက်လဲပတ်တဲ့အခါမှာလဲတင်းမောတွေပါတယ်စီချင်းအဖြစ်ထိုးရေကွန်ဒီကိုတေချာကြည့်ရှုပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ကိုကျွန်တော်ဘုံတူတာအနေအဖြစ်သင်ပြလိုက်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်